ကျိုင်းတုံတက္ကသိုလ်၌သူတေသနာစကားဝိုင်းကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းရဲ့ရှေ့ပိုင်းကျိုင်းတုံတက္ကသိုလ်၌သူတေသနာစကားဝိုင်းကိုအောက်တိုဘာ10ရက်စူပါကြောင်းခေမရက်ခမ်းမတွင်ကျင်းပခဲ့ပါတယ်။ဦးစွာကျိုင်းတုံတက္ကသိုလ်ခိတ္တပါမောက္ခချုပ်ဒေါက်တာဖြူဖြူမြင့်ကအမှားစကားပြောကြပြီးကျိုင်းတုံတက္ကသိုလ်မှဆရာဆရာမများက Humanity and Social Science ဆိုင်ရာသူတေသနာစီမံခန့်ခွဲမှုနှင့်ကျင်းဝတ် နေထရယ်ဆိုင်ရန်ဆိုင်ရာ သူတည်တနာစီမံခန့်ခွဲမှုနှင့်ကျင့်ဝတ်စကားဝိုင်းကိုဆွေးနွေးကြရာတက်ရောက်လာကြသည့်ဆရာဆရာမများကတိလိုသည့်များမေးမြန်းဆွေးနွေးရာစကားဝိုင်းဆွေးနွေးကြသည့်ဆရာဆရာမများကပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်တို့နောက်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့်ဆရာဆရာမများအားကျိုင်းတုံတက္ကသိုလ်ခေတ္တပါမောက်ခါချုပ်ဒေါက်တာဖြူဖြူမင်းကဂုံပြူမှတ်တမ်းများပေးအပ်ကြီးမြင့်ခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ။